စပါတင်ရဲ့လုပ်ရကတရားမျှတရည်လားလက်ရှိမှာပိုစတီဂိုဂလူကိုစပါကယာရုကနေထုတ်ပယ်လိုက်ပါတယ်18နှစ်ကြာစူဖလာလက်မဲဖြစ်နေတာကိုအဆုံးသတ်ပေးခဲ့တဲ့နီးပြကိုအခုလိုမျိုးစပါတင်လုပ်လိုက်တာဖြစ်တဲ့မယ်လားပိုစတီဂိုဂလူကညံ့ခဲ့ပါတယ်ပရီးမီယာလိမှာတန်းစစ်စုံနာရောက်ခဲ့ရတယ်အဲ့ဒီအချိန်တည်းကစပါတင်အတွက်အဆက်ရစရာပါဒါပေမဲ့အခြားတစ်ဖက်မှာပိုစတီဂိုဂလူကယူပါလီဖလာရအောင်ဥဆောင်ပြီးနိုင်ခဲ့တာပါယူပါလီအောင်ပွဲကြောင့်ပရီးမီယာလိတန်းစစ်စုံနာကစပါတင်အားလာမယ့်ရာသီချန်ပီယံလိဝင်ဝင်ရပါပြီ။တော်ပြီပေါ့ဘာလို့သေးလဲ စပါတင်ကအရင်နေ့တွေကရောဘလောက်များအောင်မြင်နေလို့လဲချန်ပီယံလိဝင်ဝင်ထပ်ပို့ပြီးဘာများရခဲ့လို့လဲဘလားလည်းမဲ့အိမ်မက်ဆိုးတွေနဲ့လုံးပန်းနေရတာပဲမဟုတ်လားပိုစတီဂိုလူကယူပါလီအောင်ပွဲရအောင်ပရီးမီယာလိမှာတမ်းမစင်းရရင်ပြီးရောသဘောထားကတိုက်ပွဲဝင်ခဲ့တာပါစပါတင်နဲ့ယူပါလီအောင်ပွဲရတာသူ့အတွက်ဂုံစရာကောင်းဆုံးခိုက်တဲ့ဘဝတသက်သာ မိနိုင်မှာမဟုတ်တဲ့ခံစားချက်လို့ပိုစတီဂိုလူကတော့ရင်ပွင့်ခဲ့တာပါတကယ်ဆိုရင်ပိုစတီဂိုလူကြောင့်စပါတင်ပရိသတ်တွေရင်ကုန်လုံးမြင့်တက်ခဲ့ရတာမဟုတ်လားစပါတင်ကိုပိုစတီဂိုလူစောက်အချိန်မှာအကြီးမားဆုံးအခက်အခဲက ဟယ်ရီကိန်းမရှိပါပဲဖြစ်ပါလိမ့်မယ်။ဟယ်ရီကိန်းမရှိချိန်မှာပိုစတီဂိုလူကဆွန်အောင်မင်းဂျိမ်းမရီဆန်တို့နဲ့အတူထက်မြက်တိုက်စစ်ကိုပြန်လည်ပြီးတော့တရုတ်ဖုံနိုင်ခဲ့သေးတာပါ။ယူပါလီအောင်ပွဲရချိန်မှာလည်းအခက်အခဲများစွာရှိခဲ့တာပါ။စပါတင်ကပြီးခဲ့တဲ့တရာဒီလုံးနီးပါးဒဏ်ရာပြဿနာတွေရင်ဆိုင်ခဲ့ရပါတယ်။အဲဒီလိုအခက်အခဲကြောင့်မှယူပါလီအောင်ပွဲယူပေးခဲ့တဲ့ပိုစတီဂိုလူကိုယာရူကထုတ်ပယ်လိုက်လို့စပါတင်ကစားသမားတချို့ကတော့စိတ်ပြက်ဒေါသထွက်နေကြပါလေ။ပိုစတီဂိုလူကနှစ်နှစ်တာတက်တန်းတွင်စပါတင်ကိုတိဆောက်ပေးခဲ့သူပါ။ ပါတင်ကစူပလာအောင်ပွဲတွေပြန်လည်ပန်ဆန်တဲ့အောင်16မိနစ်ကြာဆောင်ဆိုင်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။သူတိဆောက်ပေးခဲ့တဲ့လက်ရှိစပါတင်ကတော့စူပလာအောင်ပွဲအတွက်16မိနစ်ကြာဆောင်ဆိုင်စရာမလိုတော့ဘူးလို့ရဲရဲဝံ့ဝံ့ပြောထားတာပါ။လာမယ့်ရာသီတွေမှာစပါတင်ကစူပလာအောင်ပွဲတွေရမယ်ဆိုရင်ပိုစတီဂိုလူကျေးဇူးမကင်းဘူးလို့ပြောရမှာပါပဲ။ဒီတော့ပိုစတီဂိုလူကိုစပါတင်ယာရုကနေထုတ်ပယ်လိုက်တာတရားမျှတပါရဲ့လား။အမ်နိုင်းစပေါ်မှာတင်ဆက်ပါရယ်ဘောလုံးနဲ့ပတ်သက်တဲ့အားစားသတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲ BBR 위과자와 되겠냐?